ကျုပ်ကိုလူတွေကတော့ရဲလေးလို့ခေါ်ကြတယ်ဗျဘုဒ္ဓတင်းကလေပထမမော်ဖောင်းရွာကတုတ်တန်ကျောင်းမှာညာအိတ်တဲ့အကြောင်းကိုပြောပြပြီးတော့အဲဒီနေ့တော့ဗျာမြင်းကြီးနားမှာကျုံခဲ့တဲ့စဲယုံဆောင်းနေညာကဖြစ်ဖြစ်ကိုပြောပြမယ်ကျုပ်တို့ပယံအဖွဲဟာတုတ်တန်ကျောင်းမှာတင်ကျောင်းဆောက်ပေးပြီးတော့ကျုပ်တို့လက်ရကိုကြိုက်လို့ဆိုပြီးတော့မြင်းကြီးနားမှာတစ်ဖက်ကမှရှိတဲ့ဗလာမင်းထင်တတာဟိုဘက်ကလေရွှေမိုးတောင်လို့ခေါ်တဲ့တောင်ပေါ်ဖျားမှာဆက်ပြီးတော့အလုံးလောက်ကြတယ်ဗျကျုပ်တို့အဖွဲကိုတော့ ပရန်ဆရာကြီးဦးစောဝံကခေါင်းဆောင်နေပြီးတော့အကြီးကောင်ရဲ့ဇင်ကိုရဲ့အပြင်အကြီးကောင်ရဲ့အဖေရောလေးဆိုတဲ့လူနဲ့အောင်ဝင်းဆိုတဲ့လူစုစုပေါင်း6ယောက်အတူတူလောက်ကြတာဗျကျတော့ကမြေကြီးနာဒေတာကန်တော့မဟုတ်ဘူးတင်းတဲ့ကြီးကနေပရန်လောက်ရမဲ့ project တွေရှိရင်လိုက်လို့ရင်ကနေကိုရီအဖွဲကိုကြိုက်တယ်ဆိုပြီးတော့တစ်ဆင့်စကားတစ်ဆင့်နာနဲ့ဆက်လုပ်ဖြစ်တာများတယ်အဲ့ဒီရွှေမိုးတောင်ဆိုတဲ့နေရာကလည်းဥစ္စာဆောင်တွေရှိတဲ့အချင်းပြီးတော့အချောက်လန့်လည်းများတယ်ဆိုပြီးတော့ နာမည်ကြီးတဲ့တောင်တစ်ခုဗျ။တခါကလေဗျာ။အရသမားတယောက်ကိုဥစ္စာဆောင်မကတချင်းဆိုခေါ်သွားရင်နောက်ဆုံးဗလာမင်းနဲ့တရာအောင်မြစ်ထဲကိုဆွဲခေါ်သွားမှာလူတွေတိသွားလို့လွတ်သွားခဲ့တယ်လို့ပြောတယ်။ဖြစ်ချင်တော့အဲ့ဒီအချိန်မှာပဲအထက်မော်ဖောင်မြစ်ကြီးနားမရောက်ခင်မှာဗောဓိတထောင်အောင်စိအောင်ဆိုတဲ့ဖះရှိတယ်ဗျ။အဲ့ဒီဖះမှာဖះဘွဲဖြစ်နေတာလေ။ဖះဘွဲကလည်းတိတ်စီကားတယ်။မြစ်ကြီးနားတဝိုက်ကလူတွေကတော့ဖះဘွဲကိုအကုန်သွားချတာဗျ။ကျွတ်တို့ပြန်ဖွက်လေပြန်လုံငန်းပြီးညဘက်လည်းရောက်ရော ဖျားပွဲကိုတွားကြတယ်ဖျားပွဲစားတဲ့ညမှာပဲလုပ်ငန်းကိုညနေစောစောသိမ်းဖျားပွဲကိုဆိုင်ကယ်နဲ့ထွက်လာကြတဲ့အခါအကြီးကောင်အဖေစီးတဲ့ဆိုင်ကယ်ကိုသုံးမင်းဆိုင်ကယ်တစ်စီးကအရှိန်မထိုင်နိုင်မနဲ့ညနေချင်းဆိုင်တိုက်မိပြီးတော့လမ်းဘေးကိုထိုးကျသွားတာဗျအဲ့ဒီမှာအကြီးကောင်ဖေကလေဘင်းနာကညှက်ရုပ်ကျိုးသွားပြီးတော့မြကြီးနာဆေးရုံကိုညာရင်းချင်းပဲတင်လိုက်ရတယ်ကျတို့အဖေကတနေ့တကြီးကနေလာတာမို့လို့ရောဂါအတိကျန်းကလည်းမရှိဘူးဆေးရုံကလည်းတင်လိုက်ပြီးဆိုတော့ စေယုံဆောင်ဖို့လူလိုတာလေပညာလုံးလုံးနေကြတာဆိုတော့အားလုံးကလည်းအလုံနာပြီးစေယုံဆောင်လို့မရတာကြောင့်မလို့အလှဲ့နဲ့ဆောင်ဖို့ဖြစ်လာပြန်တယ်အားလုံးသိကြတဲ့အချိန်ပဲအကြီးကောင်ကတရဲ့အရန်ကိုကြောက်တတ်တာဒါကြောင့်ညာပိုင်းမဆောင်ရဘူးစင်ကိုကသူ့လဲတရဲ့ကြောက်တော့ညာပဲမဆောင်ရဘူးဒါတော့ကျုပ်ပဲစေယုံဆောင်ဖို့နိုင်ငံကြတယ်ဗျရော်လေးနဲ့အောင်းဝင်းကတော့တယောက်တလဲတညပြီတညဆောင်ပေးမယ်ဆိုပြီးအလှဲ့ကြတောင်းဝန်ယူတယ်စေယုံစာစတဲ့တဲ့ညမှာပဲ ကျုပ်နဲ့ရောလေးနဲ့စောင့်ပေးကြတယ်။မကြီးကောင်ကတော့ဗျာဆေးရုံအတွက်လိုအပ်တဲ့ပစ္စည်းတွေပါတယ်ဝယ်ချမ်းပေးရလို့ဆေးရုံကိုလာလိုက်ပြန်လိုက်နဲ့လှုပ်ရှုံနေတယ်။အဲ့ဒီချိန်တုန်းကကျုပ်မှတခါမှဆေးရုံမဆောင်ဘူးလေ။ဆေးရုံစေကန်းကသူများတွေသွားကြည့်ဘူးတာပဲရှိတယ်။ည9နာရီလောက်ရောက်တော့ဆေးရုံတက်ပြီးနေရာတွေပါတယ်ချပြီးတော့ည9နာရီလောက်ဖြစ်နေပြီ။အဲ့ဒီမှာရောလေးကစကားဆလာတယ်။ဟဲ့ကောင်ရဲလေးမင်းတည့်ရဲမကြောက်တတ်ဘူးမို့လား။မကြောက်တတ်ပါဘူးဗျာ။ ျောက်ကလူတစ်မျိုးပြတရေကိုကြောက်တော့မကြောက်ဘူးဒါပေမဲ့တရေကပြုံးစားကြီးဟုံးကနေပေါ်လာမှတော့လန်သွားမှပဲကြောက်တာတရေမှန်သိရင်တော့မကြောက်ဘူးဗျဒါကြောင့်လဲတုတ်တန်ကြောင့်ကိုတရေလာချောက်တော့ကျောက်တယောက်တည်းတရေကိုထားရိုက်ခဲ့တာအဲ့ဒီချိန်ကလူငယ်ဆိုတော့လေစိတ်ကကြော့နေတာဗျတရေဆိုလုံးဝကိုမကြောက်တာစိန်ခေါ်ခြင်းနဲ့စိတ်တောင်ရှိတယ်လေစေယုံဆိုတာပရလောကသားတွေအများကြီးရှိတဲ့နေရာပြီးတော့ဒီစေယုံဘုံမှာတည်သွားတဲ့လူတွေကလည်းမနေဘူးဆိုပဲကွာ သူများတွေပြောတာကတော့ဒီမေဂျီနာစေယုံကတဲ့တိချောက်တယ်ဆိုပဲအစိုးဆုံးကတော့ရင်ခွင်ယုံနာမာတဲ့ကျုပ်ကပြောပြတယ်ကိုရော်လေးခမရကကျုပ်ကိုကြောက်တက်တယ်ထင်ပြီးတော့လာစနောက်နေတာလားဒါဆိုရင်တော့ခမရအာညောင်းတာပဲရှိမယ်ဗျကျုပ်ကတရေကိုလုံးဝကိုမကြောက်တတ်တာတဲ့ရဲဆိုတာတကယ်တော့တနာဘူးတော်ကောင်းပါလေဗျာသူတို့ကိုထင်ပြတယ်ဆိုတာကလည်းအမြတ်တန့်လိုချင်လို့ပါ ဟာမင်းကတော့လေတကယ်ကောင်းပဲကွာရဲလေးဟုတ်တယ်ဗျအခုချိန်ဒီလေကျုပ်တရေကိုအတန်နဲ့ခြောက်တာအနဲ့နဲ့ခြောက်တာလောက်ပဲမြင်ရသေးတာတရေဆိုပြီးတော့ထင်းထင်းပေါ်ပေါ်လေးမြင်မှုတာမဟုတ်သေးဘူးအေးမင်းမမြင်ဘူးဘူးဆိုရင်တော့ညနေတကောင်ကြာရင်ရင်ခွဲရုံဘက်ကိုသွားကြည့်ကွာဆရာဝန်မတရေချောချောလေးကိုတွေ့ရမယ်ပြီးတော့သူနာပြုတ်တရေမချောချောလေးကိုတွေ့ရင်မင်းကံကောင်းတာပေါ့ကွာကျုပ်ကတော့မကြောက်တတ်ပါဘူးဗျာ ည9:00ကျော်10:00လောက်ရောက်တော့ကိုရော်လေးကအဲ့ကျင်နေဆိုပြီးလုံနာဘီနာကခုံတန်းလေးမှာခွတ်ခွတ်လေးအိတ်တယ်ကျုပ်တို့အလုပ်ကပင်ပင်ပန်းပန်းခုံအားနဲ့လှုပ်ရတဲ့ပယံလှုပ်ဆိုတော့တနေ့လုံးလှုပ်ထားသမျှညဘက်ရောက်ရင်ပင်ပန်းတာထုံးစံမဲကျုပ်ကလုံငယ်မို့လို့တိတ်တော့မအဲ့ကျင်တာနဲ့ကျုပ်ပဲလုံနာစောင့်ပေးလိုက်တယ်စောင်းအုံတွေအခုဆိုတော့အပြင်းမနည်းနည်းချမ်းနေဆိုပေမဲ့စေးရုံအခန်းထဲမှာကြတော့တော်တော်ပူတယ်ဗျလုံနာကလည်းပူတယ်ဆိုပြီးအော်နေလို့ ကျောပြင်းရက်တောင်တစ်ချောင်းနဲ့လုံနာကိုထိုင်ပြီးတော့ရက်ခတ်ပေးနေရတယ်။ညာနှစ်နိုင်လောက်ရောက်တော့အပေါ်သွားကျင်လာတယ်ဗျ။ကိုရော်လေးကလည်းပစိုးချုံပြီးအိတ်နေတာဆိုတော့ဘသူမှမနှိုးတော့ဘဲနဲ့ကျုပ်တယောက်တည်းဖုန်းလေးကံပြီးထွက်လာတယ်။2013တုန်းကကျုပ်ကင်နာကဟာဝေးဖုန်းလေးလေဒီတုန်းကပတ်စံတိတ်မရှိတော့ဖုန်းကလည်းမော်ဒန်နေနေဗျ။ဆဲယုံကဆင်းလာပြီးအိမ်သာတော့တဲ့လမ်းခုလက်မှာရင်ခေါ်ယုံကြီးရှိတယ်။ကျုပ်လည်းဖုန်းမီးလေးဖွင့်ပြီးတော့အိမ်သာဘက်လာရင် ရင်ခွင်ရုံကြီးကိုမြင်တော့ဘာယင်မသိပဲစိုးစမ်းကျင်တဲ့စိတ်ပေါက်လာတယ်။ဒီနေရာမှာတရဲအရန်ချောက်တယ်ဆိုတော့တရဲများတွေ့မလားဆိုပြီးဖုန်းကင်မရာနဲ့ဟိုချိန်ဒီချိန်ချိန်ပြီးတော့တရဲထွက်လာမလားဆိုပြီးတော့ဓာတ်ပုံလိုက်ရိုက်မိတာ။ရင်ခွင်ရုံနားမှာတော့ဘယ်သူမှမရှိဘူးဗျ။အဲ့ဒီနားမှာသူ့ကျိုးတွေတန်းထားပြီးတော့ပိတ်စအဖြူကြီးတွေလှမ်းလာတယ်။အဲ့ရခင်းနေလားဘာလီလားတော့မသိပေမဲ့ပိတ်စအဖြူကြီးတွေကတော့တော်တော်ကိုကြည့်တာဗျ။ရှောက်လိုက်တဲ့ရင်ခွင်ရုံအပြင်ဘက်လမ်းဘက်ရှောက်တော့ လူကဘလို့ကြီးဖြစ်သွားမှမသိဘူး။ခေါင်းထဲပန်းနေကြီးပြီးတော့စိတ်ထဲမှာလည်းတမျိုးကြီးဖြစ်သွားတယ်။ဒီချိန်မှာကြောက်ရလိုက်တဲ့အနတ်တွေကတော့သွေးညင်နေမယ်။သွေးညင်နံကအစားကနည်းနည်းလေးပဲရပေမဲ့တဖြည်းဖြည်းနဲ့တော်တော်လေးကိုညှိစောနန်းလာတာမသိရင်ဗျာ။ဒေနာမှာလာရက်တလိုမျိုးကိုနန်းစောကြီးဖြစ်လာတယ်။ဒီချိန်ထိကြောက်ကမကြောက်သေးဘူးဗျာ။တရေချောင်းနေမှတော့သိပြီလေ။ဟေးချောင်းရင်လည်းပေါ်ပေါ်တင်တင်ချောက်กว่าဒီလောက်နေတော့ငါကမကြောက်ဘူး။ကြောက်ပစက်ကဘာရင်မဟုတ်ဘူးဗျာ။လှုပ်ခနဲ့ထွက်သွားတယ်။ ဒီချိန်မှာပဲဘေးနားမှာလှမ်းထားတဲ့အဝတ်ကြိုးဓာတ်တွေကတုန်ခါလာပြီးတော့အဝတ်စားတွေကရမ်းခါနေတာအဝတ်တန်းကိုတရရောက်ကကန်ပြီးတော့လှုပ်တယ်လို့မျိုးပြအဝတ်ကြိုးတန်းကအထက်အောက်ကိုလှုပ်ခါနေတာလှုပ်ယုံနေမကဘူးနော်ခဏနေတော့အဝတ်တွေကို လူတရရောက်ကလက်နဲ့ရုပ်တယ်လို့မျိုးဖြစ်ပြီးလှမ်းထားတဲ့ပိတ်ဖြူစားတွေဟာအလဲမှာသွားပြီးစုပ်ကုန်နေအဝတ်စားတစ်ခုတည်းကဖြစ်တာမဟုတ်ဘူးနဲ့အဝတ်စားတွေအကုန်လုံးကတျှောက်ျောက်နဲ့အတန်မြည်ပြီးတော့လိုက်ကစားတွေကိုလိုက်စုပ်သိမ်းတယ်လို့မျိုးဖြစ်နေတာ ဒီတော့မှကြောက်စိတ်တွေခြောက်ချလာတယ်ဗျ။ဘလို့ကြောက်ရမှန်းမသိပဲကြောက်လန့်လာလို့ရင်ခွေးယုံဘက်ကနေတယောက်တည်းလစ်လာတယ်။ပြီးတော့အိမ်သာသွားတဲ့ဘက်ကိုပြန်တက်လာတယ်။အိမ်သာသားရဲ့လမ်းကလည်းမှောင်းနေတာဗျ။အိမ်သာကလည်းလူတို့ကင်းပြီးတော့မိဝါကျင်ကျင်တပွင့်မယ်မှန်မှန်လေးလင်းနေတယ်။ဖုံးကနာရီကိုကြည့်လိုက်တော့မနက်၃နာရီထိုးပြီ။စိတ်ထဲကကြောက်နေပေမဲ့ရင်ခွေးယုံနာကဝေးလာပြီမို့လို့ကြောက်စိတ်သိမ့်မရှိတော့ဘူး။ဒါကြောင့်အိမ်သာကိုဆက်ပြီးလာခဲ့တယ်။ အိန္ဒနာကိုရောက်လို့နောက်လှည့်ကြည့်တော့ပူပူဝဝနဲ့ဒေါ်ကြီးတယောက်ကကျုံနောက်ကနေလိုက်လာတယ်။ဒေါ်ကြီးရဲ့ရုပ်ကိုကြည့်ရတာတော့တိုင်းရင်သူလိုရုပ်မျိုးပဲ။ကျုပ်လည်းလူရှိတယ်ဆိုပြီးအတက်သွားတာဗျ။ယောက်ျားလေးအိန္ဒာထဲကိုဝင်လိုက်တယ်။အိန္ဒာခန်းလူတစ်ခုတည်းကိုဝင်လိုက်တော့ဒေါ်ကြီးကကျုပ်တက်နေတဲ့အိန္ဒာခန်းကိုကြောပြီးဟိုဘက်အဆုံးကခန်းထဲကိုဝင်သွားတာသိရတယ်။ကျုပ်အဲ့အိန္ဒာတက်ပြီးတော့လေလေးခြုံနေတဲ့ချိန်အတွေ့ထဲမှာကောင်းတစ်ခုဝင်လာတယ်။ကျုပ်တက်နေတာယောက်ျားလေးအိန္ဒာ။ ဘာကိုအတော်ကြီးကဘဲကနဲ့ဘလို့ဖြစ်ပြီးတော့လိုက်လာခဲ့တာလဲခုနကအိမ်သာလာတဲ့လမ်းမှာလဲလိုးဆိုလိုကျုပ်တယောက်တည်းရှိတာကျုပ်ချက်ချင်းပဲခုံးတစ်ဖက်နဲ့ကြီးလာတယ်ဒီချိန်ထိအစုံစုံတောင်းအခန့်မှာအိမ်သာကိုလူသုံးတလုံးမျိုးအတန်တွေကိုကြားနေရတယ်ဒါနဲ့ပဲအိမ်သာတွေကနေကမန်ကန်ထွက်ပြီးတော့အစုံစုံအခန့်ကိုတွားကြည့်တယ်အစုံစုံအခန့်ကအိမ်သာတကားကပြည့်ရတာကျုံတကားကိုမိခိုးရောင်လိုရောင်တွေတုတ်ထားတာကျုပ်ကအတော်ကြီးများရှိမလားဆိုပြီး အပြင်ကနေတကားကိုကြည့်နေတော့မှတကားကကြွေကနေအတန်တန်ချက်မြည်ပြီးတော့လွလွပွင့်လာတယ်။အင်နာလေးကိုကြည့်လိုက်တော့လူတယောက်မှမရှိဘူး။ဒေတော်ကျုပ်လည်းကြောက်ကြောက်နဲ့အင်နာလေးကနေအမြန်ကိုပြေးထွက်လာခဲ့တာ။စေယုံခန်းထဲကိုဘလို့ပြင်ရောက်လို့ရောက်မှန်းတော့မသိဘူး။စေယုံကိုရောက်တော့မှတေချာပြန်စင်သားကြည့်တော့ဒီမိမကြီးကလုံးဝလူမဖြစ်နိုင်ဘူး။ပရလောကသားပဲဖြစ်မှာ။ဘာလို့လဲဆိုတော့စေယုံတို့ရဲ့လမ်းမှလည်းမတွေ့ပဲအင်နာခန်းထဲဝင်ပြီးအင်နာသုံးတဲ့တန်နဲ့ကြားနေရတယ်။ ကျုပ်ထက်ရင်အိမ်နာတွေကထွက်သွားရအောင်ကလည်းကျုပ်ကသူမထွက်ခင်ကလေးကအိမ်နာတွေကထွက်တာမို့လို့လူသားဆိုရင်သူ့ကိုတွေ့ရမှာနောက်အိမ်နာကနေပြင်းစင်းကလေးလက်လျှောက်မှလည်းလူတယောက်မှမတွေ့ခဲ့ရတာမို့လို့ဒေတော်ကြီးကပြရလောက်ကသားဆိုတာတိတိချာချာသိသွားခဲ့တယ်။အဲ့ဒီဖြစ်တွေကိုကျုပ်ဘသူကမှမပြောခင်ဘူးဗျ။ပြောရင်လည်းယုံမှန်မထင်ဘူးလေ။ကျုပ်ကိုတရေကြောက်တဲ့ကောင်းဆိုပြီးတော့စားကြနောက်ကြမှာကိုလည်းကြောက်တယ်။အကြီးကောင်းတို့စင်ကိုတို့ကတရေကြောက်တဲ့တူဆိုတော့သူတို့ကပျံတစ်ခွက်လုံးက ဝိုင်းစားတတ်တယ်ဗျဒါနဲ့နောက်တစ်နေ့ရောက်တော့လူနာကိုညားဆောင်ဖို့တော်ဝင်ကကြောက်ပဲကြားတယ်ဘူးဇော်ဝန်ကကြောက်ကိုအလုံးမခိုင်းမနဲ့မနှက်ပတ်အိတ်ခိုင်းထားလို့မိသားထိုင်တာတော့ရှိတယ်ဗျပွဲကသွားခြင်းပေမဲ့လူနာကအရေးကြီးတာကြောင့်မလိုက်သွားရဘူးအညာကတော့ကိုအောင်ဝင်းနဲ့ကျောင်းနဲ့လူနာဆောင်ရတယ်ကိုရောလေးလည်းလာဆောင်ပေးမယ်ဆိုတာနဲ့တောင်းရတာဆောင်နေတာဗျကိုအောင်ဝင်းကလည်းနေတော့တောက်ထားတယ်ကျောက်တို့လူနာဆောင်နေတော့စကားတွေပြောရင်းနဲ့ညနေလာတဲ့အခါမှာကိုအောင်ဝင်းကအိတ်ချင်လာတယ် နားနဲ့ကိုအောင်ဝင်းကိုအိတ်ခိုင်းထားပြီးတော့ကျုံနဲ့ကိုရော်လေးနဲ့စကားပြောပြီးဆက်ဆောင်နေ။ညတကောင်မရောက်တရောက်ချိန်မှာတော့ကျုပ်ပါဇက်တွေချင်လာတယ်။ပြီးတော့ဆက်လေးတောက်ချင်လာတယ်။စယုံဆောင်ထဲမှာဆက်လေးမတောက်ရဘူးဆိုတော့အဆောင်နောက်ဖက်အိနာတော်တဲ့လမ်းဘက်ကိုထွက်လာတယ်။ရှောင်းလန်းကမိတွေလေးနေပေမဲ့ကျုပ်တယောက်တည်းပြ။အဆောင်နဲ့မလှမ်းမကန်းကအုတ်ခုံလေးမှာထိုင်ပြီးတော့ဆက်လေးတောက်နေတဲ့ချိန်ဘေးနားကိုလူတယောက်ရောက်လာတယ်။ရောက်ပါဆက်လေးရှိလား။ကျုပ်ဒီလိုကိုကြည့်လိုက်တယ်ပြ။ ချီတဲ့အင်ကြီးနေကွအဲ့ဒီခက်ကအော်တာရှက်လို့ခေါ်တဲ့ရှက်အင်ကြီးဝတ်ထားပြီးတော့အောက်ကဂျင်းမောင်းမီနက်ပြတစ်ထဲနဲ့စမေကဗုဒ္ဓနဲ့လူကညင်တိုးတိုးပုံရလဲရှိတယ်။အရက်ဆောင်ရတဲ့နန်းဟောင်းနေတာပဲဗျ။မြကျင်းနားမှာတယောက်နဲ့ယောက်ကတိတိမတိတိခင်မင်တမှုနဲ့ရောက်ခွာလို့ခေါ်တဲ့ကြတယ်။သူကလဝါကိုဖြတ်ပြီးဆက်လိုက်တော့တော့ကျုပ်လက်အိတ်ထဲကပရီးမီးယားကိုစလိတ်တလိတ်ကိုထုတ်ပေးတယ်။သူကမင်းကြီးပြီးတော့စလိတ်ကိုတေချာအရသာခံတော့တယ်။သူ့ပုံစံကဗျာ။စလိတ်သမားတွေစလိတ်အရန်တောင်းတနေတဲ့အချိန် တောက်တဲ့ပုံစံမျိုးကျုပ်ကလည်းဆက်လိုက်တောက်တဲ့လူဆိုတော့သူ့ခံစားချက်ကိုခံစားမိတယ်ဆက်လိုက်တောက်ရင်လည်းသူကစကားဆပြောတယ်ဗျကျောက်ဖဘေးကလည်းဒီလိုပဲလေတရားဟိုဘက်ရွှေမိုးတောင်မှာအလုလာလုံးနေတာလုံထဲကတငယ်ချင်းရဲ့အဖေစံကယ်မောက်လို့စိတ်ယုံမှလာဆောင်ပေးနေတာဟာဒါဆိုကျုပ်နဲ့တူတူပဲဗျကျုပ်လည်းစံကယ်မောက်တာပဲကျုပ်ထူးဆန်းသွားတယ်ဗျဒီလိုကိုကြည့်လိုက်မိတယ်စံကယ်မောက်တယ်လို့သာပြောပေမဲ့ သူတကုံလုံးကပုံရပေးရတော့မရှိပဲအကောင်မကြေပဲကျုပ်ကြည့်ပြီးတော့မနေနိုင်ဘူးလေဟဲ့လူခမားကစံကယ်မှောက်တယ်တာပြောတာလူကဘာမှတောင်မဖြစ်ပါလားစံကယ်မှောက်တဲ့လူကဘလို့ဖြစ်ပြီးဒီတိုင်းနေနိုင်တာလဲဗျဒီလူကလက်ကျန်စလိတ်ကိုအစီကနာထိရအောင်ဖြွားပြီးတော့စလိတ်ငွေတွေကိုပေါထုတ်တယ်ဟုတ်တယ်ဗျကျုပ်ကမရောက်သေးဘူးသူ့အဖြစ်ကိုကျုပ်ဘလို့မှမတွေ့တတ်ဘူးလေမရောက်သေးဘူးဆိုတာဘာစကားလဲလူပုံကိုအကက်ခတ်တော့ နည်းနည်းမူးနေတယ်လို့ကြောင်နေတယ်လို့လည်းမဟုတ်လို့ဒီလိုအုံတော့မကောင်းဘူးလို့ထင်တယ်။ပြီးတော့ကျုပ်လည်းသူနာကနေနှုတ်တော်မဆက်ဖက်နဲ့ဆေးရုံအဆောင်ထဲကိုပြန်ဝင်လာခဲ့တယ်။အဆောင်ကိုရောက်တော့အဆောင်အောက်ထပ်မှာလူတွေရုပ်တည်တည်ဖြစ်နေတာ။ပုံမှန်ဆိုရင်ဆေးရုံမှာည7:00နာရီခွဲလောက်ကတိတ်ဆိတ်နေတတ်တယ်။ဒါနဲ့ဘာတွေဖြစ်နေတာလဲဆိုပြီးသိကျင်လို့တွားကြည့်တော့လူနာတယောက်ကိုတုံးလဲပေါ်ကိုတင်ထားတယ်။ကျုပ်သေချာကြည့်တော့မှဒီလူကခုနတွေ့ခဲ့တဲ့လူမျက်နှာတစ်ခုလုံးကပွင့်ကွဲထွက်နေပြီးသူတွေနဲ့မြင်လို့မကောင်းဘူး။ ခုနကလူလို့ဘာလို့ပြောနိုင်တာလဲဆိုတော့တဝေထားတဲ့ဝက်စားကတပုံစံနဲ့ပဲကျုပ်ဆိုဗျာကိုမျက်လုံးတော့ကိုမမြင်နိုင်ဘူးလေပြီးတော့သူ့ကိုဆေးအောင်လာဖို့တဲ့လူတွေပြောတာနားထောင်ကြည့်တော့မှအရက်မိုးပြီးတော့ဖျားပွဲကပြန်မှဆံငယ်တိုက်ပြီးသေးတာတဲ့ပေါ်ချင်းပြီးတော့ပြောကြတယ်ဗျဒါဆိုကျုပ်နဲ့ခုနကတွေ့ခဲ့တဲ့ဟာတရေဒီလိုစဉ်းစားမိတော့မှတကောလုံးချမ်းပြီးတော့တုံးလာတယ်စက်သိန်းတွေထလာတယ်ကျုပ်လည်းကြောက်ကြောက်လန့်လန့်နဲ့အဆောင်ဘုံကိုပြန်တက်ခဲ့တယ်ဗျ ကျုပ်ဘဝမှာဒါမျိုးဖြစ်တွေတခါမှမကြုံခဲ့ဘူးဆိုတော့ကျုပ်လက်တွေတောင်တဆက်ဆက်တုံးလာတယ်။လုံနာဆက်ဆောင်နေတဲ့စိတ်တွေခြောက်ခြားလာတယ်ဗျ။ခဏကြာတော့လုံနာဘေးနားကလုံနာဆောင် ခုံထဲမှာကွက်ကွက်လေးအိတ်နေတဲ့ကိုအောင်ဝင်းကခြေထောက်ကိုဒုံးကနေထဆောင်နေ။ညတကောင်အချိန်ကြီးဆိုတော့တခြားလုံနာတွေကိုကျုပ်ကအားနာတာနဲ့သူ့ကိုတွားကန်နေ။ဟဲ့လို့ခမရဗျာ။ညာကြီးတကောင်တခြားလူတွေကောမှအာမနာ။ ကိုအောင်ဝင်းကကျုပ်ကိုကြည့်တယ်ခုနကမင်းတို့လောက်တာမဟုတ်ဘူးလားဘာကိုလဲဗျငါအိတ်နေတဲ့ချိန်မင်းငါချက်တော့ကိုလာပြီးမှတာလေဟာဗျကျုပ်ကခမည်းချက်တော့ကိုဘာလို့ရမှာလဲဗျကျုပ်နဲ့ကိုရော်လေးကဒီဘက်မှာထိုင်းနေတာကိုအောင်ဝင်းနော်ခမည်းအကြီးကောင်တို့စင်ကိုတို့လိုပဲစနောက်လို့ရမယ်ကျုပ်ကတော့ခြောက်လို့မရဘူးဗျကျုပ်ကတရေမကြောက်တဘူးကျုပ်ပြောတော့ကိုအောင်ဝင်းကကြောင်စည်စည်နဲ့ပြန်အိတ်သွားတယ်ဒီလိုနဲ့ကျုပ်တယောက်တည်းလူနာကိုရက်ခတ်ပေးနေရင် မနက်3နာရီလောက်ရောက်တော့လူနာကအိပ်ပျော်ပြီးကျုပ်လဲမျိုးလုံးနဲ့ဆင်းလာတယ်။လူနာကိုရက်ခတ်ပြီးမေးစင်းလိုက်အိတ်လိုက်နဲ့နိုးတော့ဝက်ပြောတော့ဝက်ဖြစ်နေတယ်။နောက်တော့ကျုပ်မျိုးကနေအိပ်ပျော်သွားတဲ့ချိန်ဒုံးကနေအတန်ထက်ကြပြီးတော့ကိုအောင်ဝင်းអော်ပြီးတော့ဆဲတယ်။ကျုပ်မျိုးလုံးဖွင့်ကြည့်တော့ကိုအောင်ဝင်းကဆေးရုံကြမ်းပြင်မှာခွက်ခွက်လေးကျနေတာ။ရုပ်ကလည်းပြူတူတူကြောင်တောင်နဲ့ထိုက်လန့်နေတဲ့ရုပ်။ကိုအောင်ဝင်းခမရပါဖြစ်တာလေ။ငါ့ကိုဆွဲချတယ်ကွာ။ငါ့ကိုဆွဲချတာ။ဟာ။ ဟုတ်ရဲ့လားဗျာကိုဟါကိုအိပ်ပုတ်ကြည့်လို့ခေါမကလိမ့်ကြတာမဟုတ်ဘူးလားမဟုတ်ဘူးကွာငါခြေတော့ကိုမားပြီးတော့ကိုဆွချတာငါလက်ခွန်းကွာလမ်းလိုက်တာတော်ပြီတော်ပြီငါစက်မအိပ်ရတော့ဘူးဟဲ့ကောင်ကိုဟါဝင်းကကြောက်ကြောက်နဲ့ငတ်တော်ကြီးထိုင်နေရောခဏနေရောကိုရောလေးကအိန်းနာတော့တက်ချင်လို့ပြောလာတယ်ကျတို့ကအဖော်လိုက်ပေးရမလားဆိုတော့သူကမလိုဘူးလို့ပြောတယ်အချိန်ကမနက်၃နာရီ၄နာရီထိုးကနေနေပြီကိုရော်လေးကကြောက်တက်တဲ့သူမဟုတ်ဘူးဆိုတော့သူတယောက်တည်းသွားမယ်ဆိုတာနဲ့အိုင်မဖို့ဝင်နေ လိုင်းမဲ့ညွှန်လိုက်တယ်။ကိုရောလေးအိမ်သားကိုဆင်းသွားပြီးတိတ်မကြခင်မှာအဆောင်ပင်ကနေအော်တန်အကျည်တစ်ချက်ကိုကြားရတယ်။ကျုံနဲ့ကိုအောင်ဝင်းရောအဆောင်ထဲကနိုးတဲ့လူနာဆောင်တွေရောအကုန်လုံးပြည့်စင်မိကြတော့ကိုရောလေးတယောက်ရင်ခေါ်ရုံနားမှာမျက်ဖြူတွေလန်ပြီးတော့မေ့လန့်နေတာ။ကျတို့ခေါ်ပေးမယ်ခေါ်လို့တော့မရတာဘူး။နောက်ဆုံးမှအဲ့ဒီစေယုံပေါ်ပဲပြန်တင်ပေးလိုက်ရတယ်။ကိုရောလေးသတိမင်းနေတာမနဲ့လိမ့်နဲ့ထိပဲ။ဘာဖြစ်မှန်းမသိဘူးဗျ။ကျတို့လည်းမပြန်ရဲသေးဘူးလေ။မနက်9:00လောက်မှကိုရောလေးနိုးလာတယ်။သူတတိယကတော့ ော်တော်လေးကိုကြောက်နေရှာတာဗျကိုရောလေခမ ्या ဘာဖြစ်တာလဲပြောရင်ယုံမမထင်ဘူးရဲလေးငါအိမ်သာသွားတော့မင်းပြောတဲ့ရင်ခွဲယုံနာရောက်မှာဂျူတီကိုဝှက်ထားတဲ့ဆရာတယောက်ကမတ်တက်ရက်နေတာငါလည်းအိမ်သာဘယ်နာမှမသိတော့တေချောင်းသူ့ကိုမေးမယ်ဆိုပြီးတွားမိတာကွာသူကငါဘက်ကိုကြောက်ပေးပြီးတော့ရင်ခွဲယုံကိုကြည့်နေတာငါမေးလိုက်တော့ငါဘက်ကိုလှည့်လာတဲ့အခါသူ့မျက်နှာကပုတ်ပွားပြီးမျက်လုံးကြီးတွေကလည်းဖောင်ဖောင်နဲ့တော်တော်ကိုကြောက်စရာကောင်းတာငါလည်းကွာ ဘွားကနေလှုပ်လိုက်တော့ငါလည်းလန့်ပြီးအော်ရင်အော်ရင်နဲ့ဘာဖြစ်မှန်းကိုမသိဘူးဒါနဲ့ပဲစေယုံမှာအကြီးကောင်ဖေရောကိုရောလေးပါတက်လိုက်ရတယ်။သုံးလေးရက်ကြာတော့မှစေယုံကပြန်ဆင်းလာတယ်။နောက်ပိုင်းညတွေတော့ကျုပ်ကိုဦးစောဝန်းကစေယုံစက်မဆောင်ခိုင်းတာနဲ့ဘာဖြစ်မှန်းတော့မသိတော့ဘူး။ဒါပေမဲ့အဲ့ဒီရှင်းနေညကတော့ကျုပ်ဘဝမှာအမှတ်တရဖြစ်ခဲ့တဲ့စေယုံဆောင်တဲ့ညတညဖြစ်ခဲ့တာပေါ့ဗျာ။ဒီမှနေမယ်။ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရာလောကဇလံပြီးဆုံးပါပြီ။ နာတော့တာစင်တို့ပြည်သက်ကြီးလဲဆေးရှင်သားချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံအောင်မှုကြပါစေခင်ဗျာ